စကိုင်းတိုင်းကလေးနဲ့မုံရွာမြို့ပေါ်မှာစောင်းဝင်းနေရမပြေလဲလို့တောင်းရစားတောက်သူတွေတထောင်နီးပါးတိရှိလာတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်။အရင်ကကလေးနဲ့မုံရွာမြို့ပေါ်ရက်ွက်တွေမှာစောင်းဝင်းနေရမပြေလဲလို့လိုက်လံတောင်းရစားတောက်သူအရေအတွက်ဟာ100နဲ့200ကြားသာရှိခဲ့ပေမဲ့လက်ရှိအချိန်မှာတော့800နဲ့တထောင်နီးပါးတိများပြားလာတာဖြစ်တယ်လို့ဆိုပါရယ်။အဆိုပါတောင်းရစားတောက်သူတွေဟာစိုးစုကနေအိမ်တွေကိုမီးရှို့ပျက်စီးခဲ့လို့အိုးမဲ့အိမ်မဲ့ဖြစ်နေကြသူတွေနဲ့ ကိုင်းငလင်းကြောင့်နေအိမ်တွေထိခိုက်ပျက်စီးပြီးအိုးမဲ့အိမ်မဲ့ဖြစ်နေကြသူတွေအများစုဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။တောင်ရံစားတောက်သူအများစုဟာကလေးငယ်တွေနဲ့အမျိုးသမီးတွေဖြစ်ပြီးလူစီကားတဲ့စေဖျားစေတီနဲ့အလူပွဲတွေမှာလှဲ့လေတောင်ရံစားတောက်နေကြတာဖြစ်တယ်လို့မုံရွာမြို့ဒေသခံတို့ကပြောပါတယ်။ဒီလိုတောင်ရံစားတောက်သူတွေဟာနေမြင့်မတည်ငြိမ်မှုငလင်ဘေးဒဏ်တင့်မှုတွေကြောင့်မျိုးပေါ်ကိုပြောင်းရွှေ့လာရောက်နေထိုင်ကြတဲ့သူတွေဖြစ်ပြီး လက်ရှိမှာကလေးနဲ့မုံရွာမျိုးပေါ်မှာနည်းမြေမငြိမ်သက်မှုကြောင့်အိုးမဲ့အိမ်မဲဖြစ်သူ9000ကျော်ရှိနေပြီးဖုံကြီးကြောင်ဘာသာရေးအဆောက်အုံတွေနဲ့လမ်းမေးပလက်ဖောင်းတွေမှာပြစ်တလို့နေထိုင်ကြရတယ်လို့ဆက်ဆောင်ရေးကုညီပေးနေသူကလေးမျိုးခံတူးကပြောပါတယ်